Hello welcome to my channel ဒီ vlog မှာတော့ကျွန်တော်ဂျာမနီမှာမြို့တစ်မြို့ကိုရောက်တော့အဲ့ဒီမြို့မှာသွားရင်းလာရင်းနဲ့ passport ကနေတွေ့ရတဲ့ရှုခင်းလေးတွေလာလို့ Euro Vibe ကိုကြိုက်တဲ့ကျွန်တော်ရဲ့ viewer တွေအတွက်ရိုက်ထားတာပါယူရိုပကတော့တည်တဲ့အတိုင်းတစ်ပင်တွေတောင်တန်းတွေအိမ်လာလာလေးတွေကွင်းပြင်ကျယ်တွေနဲ့ပေါ့ဗျာ ကျွန်တော်အခုရောက်နေတဲ့မြို့နာမည်ကတော့ Bielefeld လို့ခေါ်ပါတယ်။ဒီမြို့ကနေတဲ့လူရေနဲ့ကြည့်မယ်ဆိုရင်ဂျာမနီနိုင်ငံရဲ့18ခုမြောက်အကြီးဆုံးမြို့ဖြစ်ပါတယ်။ ကျွန်တော်ကအခုဂျာမနီမှာနေတယ်ကျွန်တော်မိတ်ဆွေတွေရဲ့အိမ်ကိုဘတ်နဲ့သွားနေတာပါအခုမြင်နေရတာကမြို့လယ်ကောင်တော့မဟုတ်ဘူးပေါ့နော်ဒေါင်းထောင်းအေရီးယားမှာဆိုရင်တော့တိုက်ကြီးတွေရထားဘူးဓာတွေကားတွေပြီးတော့ shopping mall အကြီးကြီးတွေနဲ့မြို့လယ်ကောင်ပုံစံတွေ့ရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်ကတော့ downtown vibe တဲ့ဒီလို vibe ကိုပိုကြိုက်ပါတယ်။တဘာဝနဲ့ပုံနှိမ့်ဆက်ပြီးပိုပြီး agent တွေလိုခံစားရတော့ပါခင်ဗျာ။ ခုကြည့်နေတဲ့သူလည်းဂျာမနီကတခြားမျိုးတွေကိုရောက်ဖို့ရဲဆိုရင်ဘယ်မျိုးတွေကသွားလဲလို့ကောင်းတယ်ဆိုတာအတွေ့အကြုံလေးတွေ comment မှာပြောင်းဝေးပေးခဲ့ပါအောင်ခင်ဗျ